ဟုတ်ကဲ့ပါကျွန်တော်မောင်တူပါကျွန်တော် Facebook မှာပေါ့နော်ကျွန်တော်ကဗျာလေးတွေပေါ့ကဗျာလို့သာပြောတာပါကျွန်တော်ကလေးလုံးဆက်ပေါ့လေးသုံးနှစ်လေးတုံးနှစ်အဲ့ဒါလေးရေးပါတယ်အဲရေးတော့ဟိုကဗျာတော့မဟုတ်ပါဘူးနော်ကျွန်တော်ကဗျာဆရာလည်းမဟုတ်ပါဘူးဟုတ်ကဲ့မင်္ဂလာပါအားလုံးအဲဒါပေမဲ့ကျွန်တော်ရေးတဲ့အထဲမှာပေါ့လေဒီလိုပဲကျွန်တော်ဟိုဒီနေ့မှစိတ်ကူးရလို့ပါဒီနေ့ဆိုလို့ရှိရင်ကျွန်တော်ဂလီယန်နဲ့ပတ်သက်လို့ခံစားရလို့ပြင်းပြင်းထန်ထန်ကိုခံစားရလို့ပေါ့နော်စိတ်ထဲမှာပေါ့အဲ့ဒါတပီလုံးလဲစိတ်တန်ရာတွေရနေတယ်လို့ကျွန်တော်လည်းခံစားနေရတဲ့ ဒါကြောင့်မလို့ကျွန်တော်ရေးတဲ့တပုတ်ကြပါပဲပြောပြောစာပဲပြောပြောကျွန်တော်ဖတ်ပြပါမယ်ဒီဝဒတ်ရဲ့စီနီယာခေါင်းစဉ်ကဒီဝဒတ်ရဲ့စီနီယာပါဒီဝဒတ်ရဲ့စီနီယာဆရာကြီးကြတဲ့ပုံကိုယ်ကြီးပေါ့ဗျာအဲဒါတွေကိုရေးတာပါဖတ်ပြရရင်တော့ဗျာငလျင်ရှိန်ပြင်းဒန်းထီချင်းကိုကယ်ခြင်းမှုသူမပြုတ်ပါဘာလို့လဲသူဆိုတာအားလုံးသိကြပါရဲ့ခင်ဗျ ငလျင်တရင်မှန်ကန်ခြင်းအတွက်တရင်သမားဝင်ခွင့်တားဤအဝယ်မခံဘူးပေါ့ဗျာတရင်သမားတွေမလာပါနဲ့ဒီမှာဟိုတယ်တွေပြက်နေပြီခင်ဗျားတို့ပြုစုမဲ့သူတည်းလည်းမရှိဘူးဆပ်စ်ပေးမဲ့လူလည်းမရှိဘူးကားတွေနဲ့လျှောက်ဖို့လည်းလူလည်းမရှိဘူးလို့ပြောတာတော့ဘယ်သူလည်းမသိဘူးပေါ့တားတာအဲ့ဒီလူတွေပါပဲငလျင်ကယ်ရေးလို့အားပေးတော့ကလေးများအားသူဖမ်းသွားပြီကလေးဆိုတာတော့ဗျာပေးလူပါလို့ ਨੇ ရေးလို့ ਨੇ ကာယံပြီးအောင်ကလေးလူရေးတာပေါ့တကယ်တော့လူငယ်တွေပေါ့ လူငယ်တွေဆက်ရှင်းနေကြော်ပြီးမပီးပီးပီးဆွဲနေတာလို့ပြောငလျင်ကယ်နေတဲ့လူငယ်တွေညညဆိုဆွဲတယ်နေကင်းအောင်ဆွဲတယ်ဆိုတော့ငလျင်ထွက်မကယ်ရဲကြဘူးတဲ့ဒီဒါအပြင်လက်မှတ်ရှိမှသူတို့ခွင့်ပြုချက်ရမှကယ်ရမယ်ဆိုတော့လဲပါတာပေါ့တော့ကျွန်တော်ဒါကြောင့်မို့လို့ကျွန်တော်စိတ်ထဲမှာပေါ်လာတာငလျင်ကယ်ရေးလုံအားပေးတော့ကလေးများအားသူဖမ်းသွားပြီတဲ့အခုလဲဖမ်းလို့ပိုကောင်းတာပေါ့နော်ငလျင်အတွက်ထွက်ကူတဲ့အချိန်အရင်ကလည်းဖမ်းနေတာပါပဲငလျင်ကယ်ရာတေဆောင်ရာတွင် ယဟယင်များမတုံးအားပါဗလျင်ကိုကယ်ဆယ်ဖို့အတွက်ယဟယင်နေလေးရင်ပြန်နေမတုံးအားဘူးဈေးကြီးလို့လားဆိုတော့မဟုတ်ပါဘူးလေးနှစ်လုံးလုံးတုံးခဲ့တာပဲလေထိုင်းနိုင်ငံဘန်ကောက်မြို့အခြားနိုင်ငံတွေမလေးရှားတို့မှဆိုရင်ဒီလိုမျိုးသဘောဘေးဒဏ်နေဖြစ်တဲ့ငလျင်တွေလှုပ်တဲ့ရေတွေကြီးတယ်ဆိုရင်အဲခေါမိုးဘောကနေယဟယင်နေနဲ့ရေခါတွေချရဲ့နေထောင်လန်းဒရုန်းနေထောင်လန်းပြီးတော့မှလူတွေအသက်ရှင်ရမှာရှိသေးလဲ ိနေတဲ့လူမျိုးရှိသေးတာစုံစမ်းပါတယ်ကျွန်တော်မြန်မာပြည်မှာတော့ဒီလူမျိုးမစုံစမ်းအားပါဘူးရဟန်းရေများမသုံးအားပါဘူးအဖြစ်လို့လဲဆိုတော့သုံးခဲ့တာ၄နှစ်ကတော်တော်လေးညောင်းသွားပြီပေါ့လေဒါနဲ့သုံးအားတဲ့ဘက်မှာတော့ဆက်လက်သုံးဆွဲနေတာအလုံးအတိပါခင်ဗျအဲ့ဒါလေးဆက်ပြောပါမယ်မလင်ကြောင့်အတွက်တေဆုံးပျက်စီးအများကြီးကြာမတနာပဲဘုံသွားကျဲကနေပါတော့တည်းဒါကတော့မမြင်အဆုံးဖုန်းခစ် Facebook ခစ်မှာတော့ ဘယ်နေရာမှာတော့ပြိမိနေပြီဘယ်နေရာမှာတော့ကလေးတယောက်ကိုအသက်ရှင်ရနဲ့ခက်ခက်ခက်ကဲထိုးလိုက်ရပြီမိဘတွေမိသားစုတွေတစုလုံးတေကုန်ပြီဒါမျိုးတဲ့နေရှိတာပဲဒါတွေအားလုံးကလူတိုင်းကြားနေတာပါဗျာသူတို့တော့မကြားဘူးပေါ့နော်အဲ့ဒီငလီရင်အတွက်တဲ့နေအများကြီးကြားနေရက်ကဘုံသွားကျင်းနေပါလေဆိုတော့ကျွန်တော်လဲအဲ့ဒါလေးတွေမြင်လို့အဲ့ဒါလေးတွေရေးကြလို့ရေးလိုက်တာပါရေးရင်းနဲ့ကွန်ပျူတာရှေ့ထိုင်ရင်းနဲ့ကျွန်တော် ဒါလိုမျိုးလေးဖတ်ပြီးပြောခြင်းသိရှိလို့ပြောလိုက်တာပါလို့နော်ဘုံသွားကျဲလို့နေပါတယ်လေရင်နေကယ်ဆယ်ရေးတော့မတုံးအားတဲ့အကြောင်းကျွန်တော်ရေးလိုက်တဲ့စာကလေးကျွန်တော်ဖတ်ပြီးတော့တင်လိုက်တာပါခင်ဗျာ